ကဲလိုင်းပေါ်မှာရှိကြတဲ့တူရီမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တူရီကိုထွန်းတော့ပေးရနေပြီးတော့ကိုထွန်းရဲ့ကိုစားကိုမိတ်ဆွေတို့ကိုကျွန်တော်လိုက်လွင့်ပြသပေးခြင်းဖြစ်ပါတယ်အားကြောင့်မလို့မိတ်ဆွေတို့ကိုအခုဒီညမှာမိတ်ဆွေတို့ကိုကျွန်တော်တူရီတသက်စာ ကီနဲ့သူဒီတက်ဆာထွက်ကနန်းလေးနဲ့မိတ်ဆက်ပြီးတော့မိတ်ဆွေတို့ကျွန်တော်ကနန်းတကွက်ကောင်းတကွက်ကောင်းကိုကျွန်တော်ချပြပေးမှဖြစ်တဲ့အားကြောင့်မလို့ကျွန်တော်နဲ့အတူကျွန်တော်ရဲ့ లై ကလေးကိုမိတ်ဆွေတို့အနေနဲ့ဆုံးအောင်ပြီးဆုံးတဲ့ဒီဝင်ရောက်ကြည့်ရှုပေးစေခြင်းနဲ့ကျွန်တော်ရဲ့ లై ကလေးကမိတ်ဆွေတို့အတွက်တစုံတစ်ခုတော့အကျိုးရှိလိုက်မယ်လို့ထင်ပါတယ်အားကြောင့်မလို့လည်းမိတ်ဆွေတို့ လိုင်းကြီးကကြကြသွားတယ်နော်လိုင်းကြီးကမကောင်းဘူးအဲကြောင့်နည်းနည်းလေးတင်းကြီးခိုင်ပြီးတော့ကြည့်ပေးကြတကွက်ကောင်းဆိုင်တကွက်ကောင်းမနှက်ဖောက်တကွက်ကောင်းထိုးကျင်တဲ့မိတ်ဆွေများကျွန်တော်တကွက်သေးပဲပြပေးမယ်နော်တကွက်သေးပြပေးမယ်ကြိုက်တဲ့မိတ်ဆွေများကဒီတော့မှမကြိုက်တဲ့မိတ်ဆွေများကကြော်သွားလို့ရပါတယ်ကျွန်တော်ဘ ᱹ ဒုဘ ᱹ ဒုမှာအပြစ်မတင်ပါဘူးအခုဝင်လာကြတဲ့မိတ်ဆွေအပေါင်းကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်လေးစားလေးလဲလေးစားပါတယ်နော်အဲဒါကြောင့်မလို့အခုကြည့်နေကြတဲ့မိတ်ဆွေတွေရတဲ့တယောက်မြင်အများမြင်အောင်လို့ကျွန်တော်ရဲ့ live အခု live လွှင့်နေတဲ့ကျွန်တော်ရဲ့ page လေးကို like share လေးနဲ့ကူညီပေးကြပါနော်လက်မလေးတွေနှိပ်အပေါင်းလေးတွေနှိပ်အသေးလေးတွေပေးသွားကြပါနော် ခုကြည့်နေကြတဲ့မိတ်ဆွေတွေစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေမနက်ဖန်ထွက်ရှိမဲ့တူးဒီကိုလည်းလိုင်းကြီးလျာကြကြပါဦးเนาะနည်းနည်းလေးတော့တန်းကြီးခံပြော့ကြည့်ပေးဒီမနက်ဖန်7နာရီစီမှာထွက်ရှိမဲ့တူးဒီကိုလည်းအောင်မြင်စွာစုခုနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါလေ အခုကျွန်တော်ပြမှာကတော့မိတ်ဆွေတို့ကိုကျွန်တော်ဟိုကျွန်တော်လိုက်ကိုကြည့်နေကြတဲ့မိတ်ဆွေများအခုမိတ်ဆွေတို့မြင်တွေ့နေရတာကဏ္ဍကကဏ္ဍအကုန်လုံးအကွက်30ရှိတယ်အဲ့အကွက်30ဟာတူးဒီလောကတူးဒီရှိနေသေးပလုံတူးဒီလောကမှာမထွက်မရှိအပတ်တိုင်းမထွက်မရှိတဲ့ကဏ္ဍမှာ ငါတော့တူးရီထိုးတယ်ကိုကတူးရီတော့ထိုးတယ်ဒါပေမဲ့ဘာမှလည်းမတွက်တတ်ဘူးဘာမှလည်းဟိုနေဖြစ်တတ်ဘူးဆိုတဲ့မိတ်ဆွေတွေဘာမှကနန်းရှာမနေပါနဲ့ဒီကနန်း30ရဲ့ကမိမိတို့ကြိုက်နှစ်တရာကိုယူပြီးတော့ထိုးနိုင်ပါလေဒီကနန်းအကွက်30ပေါ့ကျွန်တော်အခုထုတ်ထားတာအကွက်30အဲ့ဒီအကွက်30ကိုထိုးမယ်ဆိုရင်တပတ်ကိုအနေဆုံး3ကြိမ် အဲ့တော့အာမခံတယ်နော်ဒါကနေဆုံး၃ကြီးကတော့ထွက်လိုက်မယ်အဲ့ဒီကဟုတ်ပြီဒီကိရိယာတူးစီတမားတွေတူးစီဟိုနေဖြစ်တဲ့လူတွေမိဆွေတို့အခုမမခေါ်ခေါ်ခေါ်ရမမခေါ်ရဆိုတဲ့တူးစီတမားတွေရဲ့အဲ့ရလက်ကင်မယ်ဖော်ထားတာတော့တပြင်းဟာမဟုတ်ဘူးတပြင်းဟာမဟုတ်ဘူးဆိုတာတူးစီရှိနေတယ်ပဲကလုံးပလုံး ဒီနှစ်ခွန်လေးခုဆိုတဲ့ကဏ္ဍလေးလုံးဟာဒါအမာခံပဲသူတိတသက်စာကြီးပဲဒီနှစ်ခွန်လေးခုကသူတိတသက်စာကြီးအဲ့နှစ်ခွန်လေးခုကိုကြံကဏ္ဍ3 1 3 5 6 8နဲ့ကတ်ထားလားနှစ်ခွန်လေးခုကို3 1 3 5 6 8နဲ့ကတ်တော့ကဏ္ဍ6ွက်ကိုကဏ္ဍကဏ္ဍလေးလုံးနဲ့ကတ်တော့ကျွန်တော်ဒီမှာ နှစ်ခွန်၄ခုကိုကနန်း၆လုံးကဲတော့အားလုံးဒီမှာ24ခွက်ရတယ်။အဲ့24ခွက်ကူမှကျွန်တော်ကဒီနှစ်ခွန်၄ခုကိုအပီးပြန်ကွေတာလား။ဒီ6ခွက်ရတယ်။24ခွက်ကဒီ6ခွက်ပဲဆိုတော့အကွက်30အဲ့တော့အကွက်30အကွက်30မှာ तू ကထိုးမရတာဘာထိုးမရဘူးလို့အပူးထိုးမရဘူးပါဝါ ဒီအပုရောပါဝါရောနကပါဝါဆိုရဲ့2 9 4ကိုဒီနှစ်ွက်ပဲ तू ကရတယ်အပုရောနကအဲ့လိုဟာမျိုးထိုးမရဘူး तू ကပရိသာကဏ္ဍမှာထိုးလို့ရတယ်ပရိသာကဏ္ဍပရိသာကဏ္ဍထွက်လာလို့ရှိရင်တော့ဒီတရားမလွတ်ဘူးအဲဆိုရင်မိစ္ဆရအဲဆိုရင်ဒီကဏ္ဍကျွန်တော်အခုပြောတဲ့ကဏ္ဍကမိစ္ဆရဟိုးပဲမှာကရဏာလီရှိလို့ရှိရင် ကျွန်တော်ဒီလိုကရင်နာတွေဒီလိုကရင်နာတွေများရှိခဲ့လို့ရှင်ပြန်ပြီးတော့စစ်เนาะကျွန်တော်အချိန်ကြာမှသူတို့မိတ်ဆွေတို့ပြန်စစ်မပြေးနိုင်တော့ဘူးအဟုတ်ပြီအဲ့ဆိုရှင်ကျွန်တော်အခုပြီးခဲ့တဲ့ဘက်ကထွက်သွားတဲ့အပတ်ကိုပဲကြည့်လိုက်အနည်းဆက်ဆုံးအနည်းဆက်ဆုံးပြီးခဲ့တဲ့အပတ်ကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ဘက်က26 3ညာလေးရထွက်ခဲ့တာเนาะဒီကလေးဆို26ဆိုပြီးတော့တကွက်ထွက်သွားတယ် နောက်တစ်ခါညနေစီမှာ၃ည၄နှစ်ကွက်ထွက်သွားတယ်နောက်ကနောက်နေ့မနေ့စီမှာ20 3ကွက်ထွက်သွားတယ်နောက်တနေ့83 83မှာ၄ကွက်ထွက်သွားတယ်နှစ်ရက်ကို၄ရုံထွက်သွားတယ်နော်နောက်နေ့61ဒီမှာနှစ်ခွန်၄ကိုမညည့်ရတဲ့ဒီပင်မပေါက်ဘူး နောက်ကညနေစေ62 62နှစ်ခွန်လေးကိုညည်ရထွက်သွားတယ်ငါးကွက်ထွက်သွားပြီဟုတ်ပြီအဲနောက်တနေ့62 62နှစ်နှစ်ခွန်လေးကိုပြီးရနှစ်ကူထွက်သွားပြီနောက်တော့တစ်ခွန်နှစ်ခွန်လေးကိုတွေကခွန်ညည်တဲ့အတွက်ခွန်ထွက်သွားပြီနောက်နောက်ဆုံးညနေမှာ68နှစ်ခွန်လေးကိုတွေကကိုညည်ရအတွက်68ထွက်သွားပြီ ီမှာ13နှစ်ခွန်၄ကိုမညိလို့13မထွက်ဘူးအဲ့တော့ဒီကနတ်ဆယ်ကွက်တဲမှာမထွက်တာဆိုဒီ6 1နဲ့13ဒီနှစ်ကွက်ပဲရှိတယ်နော်ကြံတဲ့8ကွက်က8ကြိမ်အားလုံးထွက်တယ်အဲ့တော့တူးရီကိုမတွက်တက်မချက်တက်ပါဘူးဆိုတော့မင်းဆွေတရားဒီအကွက်30ကိုထိုး မိမိတို့ကြိုက်နေတတ်တဲ့နန်းလေးကယူထိုးကျွန်တော်ပြောသလိုအပူနက်ကပရိဝနေကပါဝါလွဲလို့ရှိရင်ပါဝါဆိုရင်သူကတော့ဒီနှစ်ကွက်ပဲထိုးရတယ်ပရိသာကြခဲ့မယ်ဆိုရှင်ရတော့ဒီကနန်းလေးကပဲထွက်ဖို့အားများပါတယ်အားကြောင့်မလို့တပတ်ကိုသူကအနည်းဆုံးသုံးမွေးအနည်းဆုံးသုံးမွေးရတော့အာမခံပါတယ်လို့နော် တူဒီမထိုးတတ်တဲ့မိတ်ဆွေများမတွတ်တတ်တဲ့မိတ်ဆွေများအတွက်ချပြပေးခြင်းဖြစ်ပါတယ်။အေးအဲ့ထဲမှာမှကဲတူဒီနည်းနည်းပါးပါးတော့တွတ်တယ်ဗျကီးလေးရှာရှာတတ်တယ်ဝမ်းကြီးလေးရှာတတ်တယ်ပရိရှာတတ်တယ်ဆိုလို့မရှိရဲ့မိတ်ဆွေတွေရတဲ့တကူမှဝဲအားဒီကျွန်တော်မနှက်ဖာဟိုဘာရငါးသုံးညဝမ်းကြီးရပဲငါးသုံးညဝမ်းကြီးရမယ်ဆိုငါးသုံးညဝမ်းကြီးနဲ့သုံးညနဲ့ညကြပါဆိုဒီမှာ၄ခွက်ရှိပြီငါးနဲ့ညတဲ့ခါဆိုဒီမှာ၅ခွက်ဒီမှာ၄ခွက်ရှိပြီဗျာ အဲ့ဒီစိတ်ကွက်တည်းကကိုကြိုက်ရရွေးထိုးရတာပေါ့အကွက်နဲ့တာဟုတ်တယ်မလားကျွန်တော်ပြောတာကျွန်တော်ပြောတဲ့သဘောကအဲ့လိုသဘောမျိုးပါဟုတ်ပြီဒါကမိတ်ဆွေတို့တူးဒီကိုတခါမှမထိုးဘူးတဲ့လူတွေတခါမှမပေါက်ဘူးပေါ့ဘူးဆိုတဲ့လူတွေမတ်ပန်းမှလည်းမတွက်တော့မချက်တော့ပေါ့ဘူးဆိုတဲ့မိတ်ဆွေတွေဒီကနအကွက်30လေးရနေပြီးတော့မိမိတို့ကြိုက်နှစ်တရာဦးရွေးတို့ဒါမှမဟုတ်ကနအကွက်30လုံးထိုးမယ်ဆိုလဲထိုးလို့ရပါတယ် ိုးလို့ရပါတယ်။ तू ကအနေဆုံးတစ်ပတ်မှာအနေဆုံး၃ချိန်များအနေဆုံး၃ချိန်။အအနည်းဆုံး၃ချိန်လို့ကျွန်တော်အာမခံတဲ့အိုက်တဲ့နော်။အခုအခုပြီးခဲ့တဲ့ဘွယ်ကြီးဘယ်နှချိန်ထွက်သွားလဲ။၁၀ချိန်မှာ၈ချိန်ထွက်သွားတယ်။နော်။ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခုကတော့ကျွန်တော်မနက်ဖြန်24ရက် 24ရက်နေရာပြီးတော့28ရက်နေကျွန်တော်အခုလိုက်လွင့်တာကျွန်တော်လိုင်းပေါ်မှာလိုက်လွင့်ပြတာနှစ်ပတ်ရှိပါရင်နော်ဒီခုဒီတစ်ပတ်ဆိုသူ3ပတ်3ပတ်မြောက်အဲ့နှစ်ပတ်မှာပြီးခဲ့တဲ့နှစ်ပတ်မှာလည်းကျွန်တော်ဘူးမကြော်မွေးကနန်းနေအကုန်ကောက်အောင်တယ်နော်အကုန်ထွက်တယ်နော်နောက်ပြီးတော့ဒီမွေးခွေထွက်တယ်ဒီဒီပေမှာတော့တဲဘောနဲ့ပဲကျွန်တော် မွေးကနာတော့ဒီအခုကြံခဲ့တဲ့အပတ်မှာတော့တဲဘောနဲ့ပဲပြီးသွားတယ်မထွမထွက်ခဲ့ဘူးကနာပေါက်ကနာမဖြစ်ခဲ့ဘူးဟိုကြံခဲ့တဲ့အပတ်မှာလည်းကတည်းကပါဝါပြီးတယ်61ပါဝါဆိုလို့ရှိရင်61ပါဝါထွက်ခဲ့တယ်ဟိုပြီးခဲ့တဲ့ပွဲပွဲမှာပြီးခဲ့တဲ့တပွဲကြုံမှာလားမသိဟုတ်ပြီမွေးပရိတ်ပြီးတယ်ပြီးခဲ့တဲ့ဘက်ကတော့လည်းမွေးပရိတ်ပြီးခဲ့တယ်မွေးပရိတ်ထွက်တယ်၊၃ည၅ပရိတ်ပြီးခဲ့တယ်၊၃ည၃နဲ့ခွန်၃စီလိုပြီးခဲ့တဲ့ဘက်ကထွက်တယ် <laughs> ဟူးမကျော်ကနန်းဒီဟူးမကျော်ကနန်းကတော့ရဲရဲကြီးပတ်ပါပတ်တိဝါဒနာပါတဲ့မိတ်ဆွေများအတွက်အထူးပဲဟူးမကျော်ကနန်းကရဲရဲပတ်ပါဟူးမကျော်ခင်မှာဒီနှလုံးစလုံးနဲ့ထွက်နိုင်တယ်လို့ဟူးမကျော်ခင်မှာတလုံးကတော့အနေဆုံးထွက်မှာပါဒီအခုတပတ်ဟူးမကျော်ကနန်းကတော့ပါကိုနှစ်ကဟူးမကျော်ခင်မှာနှလုံးစလုံးနဲ့ထွက်နိုင်တယ်အနေဆုံးတလုံးထွက်မယ်ဟူးကျော်ပြီးရင်ဂျန်နဲ့တလုံးဆက်ထွက်ပါလိမ့်မယ် ဒီလေးလုံးခွေလေးလုံးခွေကတော့496တိခွေဒီဘက်မှာကျွန်တော်လေးလုံးခွေထုတ်တာက496တိခွေ496တိခွေနဲ့ဘာတို့ရမလဲ46ထုတ်ရမလဲ41ထုတ်ရမလဲ96ထုတ်ရမလဲ91ထုတ်ရမလဲဒီကနန်း၄ခွေအာထုတ်ရပါမယ်ဒီကနန်း၄ခွေကိုကျွန်တော်တို့ကအာထုတ်ရမှာဖြစ်တယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ပါဝါကြိုက်ပါတယ်ဆိုရင်၄၉နဲ့၆တဲ့အာပါ ါဝါမှထိုးခြင်းပါလေဆိုရမိတ်ဆွေများကတော့၄ခုပါဝါနဲ့၆တက်ပါဝါပါမွေးပရိမွေးပရိကတော့ကျွန်တော်ဒီဘက်မှာတက်ပရိ၆ပရိတက်ပရိ၆ပရိတက်၆ပရိပေးထားပါရဲ့တက်၆ပရိပရိအနည်းဆုံးကတော့တစ်လုံးတော့ထွက်ပါလိမ့်မယ်ဒါဗရိတ်လိုက်နေတဲ့မိတ်ဆွေတွေအတွက်ဒါအခုမကြော်ပတ်သီးလိုချင်တဲ့မိတ်ဆွေတွေအတွက်ကိုနှစ်ဒီကရဲရဲပတ်ပါရဲရဲလိုက်ပါ ဥမကျော်နှလုံးသွင်းလို့ထွက်ပါလိမ့်မယ်အနေဆုံးတစ်လုံးထွက်ပါလိမ့်မယ်နော်ကဲအခုကြည့်နေကြတဲ့မိတ်ဆွေများလည်းကျွန်တော်ရဲ့ like လေးကို like and share နဲ့ကူညီပေးပါလက်မလေးနဲ့အပေါင်းလေးတွေနဲ့အသေးလေးတွေပေးပါကြနော်တယောက်မြင်အများမြင်အောင်လို့ဟုတ်ကဲ့ကျွန်တော်ကကိုထွန်းဒီတဲမှာကိုထွန်းရဲ့မိတ်ဆွေများပါရင်ကိုထွန်းကိုအားပေးကြတဲ့မိတ်ဆွေများရှိခဲ့လို့ရှိရင် လည်းကိုထွန်းရဲ့ကိုစားကျွန်တော်ကလိုက်လွင့်လို့ပြတတ်ပြီးချင်းဖြစ်ပါတယ်အဲဒါကြောင့်မလို့ကိုထွန်းကိုအားပေးသလိုကျွန်တော်လည်းအားပေးနိုင်ပါလေခမဟုတ်ကဲ့ပါကျွန်တော်တပြည့်လူတော်မဟုတ်ပါဘူးကိုထွန်းရဲ့အဖေပါဟုတ်ကဲ့အားကြောင့်မလို့အခုကြည်နေကြတဲ့မိတ်ဆွေတူဦးတယောက်ချင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တကွက်ကောင်းကျွန်တော် နောက်ပြီးကျရင်ကျွန်တော်တကွက်ကောင်းနော်တကွက်ကောင်းဦးမှာထိုးကျင်ကြရပါတယ်ဆိုတော့မိတ်ဆွေများတကွက်ကောင်းဦးကနန်းဦးကျွန်တော်ချပြပြီးမှဖြစ်တယ်အဲ့တကွက်ကောင်းကလည်းဘယ်ကနန်းနဲ့ဖြစ်ပြဆိုပြီးခဲ့တဲ့ပတ်မှာကနန်းဆယ်လုံးမှာ၅တလုံးကြံသွားတယ်အဲ့၅တလုံးကြံသွားတာကို၅နောက်ပိတ်တလုံးနဲ့ကျွန်တော်ကနန်းတကွက်ကောင်းကိုမိတ်ဆွေတို့ချပြပြီးမှဖြစ်တယ်အဲ့ကြောင့်မလို့အခုကြည်နေကြတဲ့မိတ်ဆွေများ လိုက်ရင်ရှယ်လေးများများလေးလုတ်ပြီးပါနော်လူလေးနည်းနည်းနည်းနေလို့နော်လိုက်ရှယ်လေးများများလေးလုတ်ပြီးပါကျွန်တော်တောင်းတော့ကြာရင်ကျွန်တော်အဲ့တကွက်တဲထူရမယ်ကနန်းဟူကျွန်တော်ချပြပြီးပါမယ်ချပြပြီးမှဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့လိုက်ရှယ်လေးများများလေးကူညီပေးနော်ဟုတ်ပြီလားအဲ့တော့ပြီးခဲ့တဲ့ကျွန်တော်ပွဲမှာကနန်းဆယ်လုံးမှာ၅တလုံးပြောက်သွားတယ်၅တလုံးထွက်မလာဘူး အဲမနေ့ကမနေ့ပွဲမှာအဲငါးတလုံးထွက်မလားထွက်လာရင်လည်းဘယ်နေရာထွက်မလဲထိတ်စီးရထွက်မလားနောက်ဘိတ်ကထွက်မလားဆိုတော့မိတ်ဆွေတို့ထိတ်စီးနောက်ဘိတ်နဲ့ကျွန်တော်တကွက်တက်ထိုးရမယ်တကွက်ကောင်းကိုကျွန်တော်ချပြပြီးမှ ဖြစ်တယ်အားကြောင့်မလို့ကြိုက်နေတဲ့မိတ်ဆွေများကကျွန်တော်ချပြပြီးတဲ့ကနန်းကိုယူသုံးမှမကြိုက်တဲ့မိတ်ဆွေများကတော့ကျော်သွားလို့ရပါတယ် ကျွန်တော်ဘဒုဘဒုမှာအပြစ်မတင်ပါဘူးဟုတ်ကဲ့ကဲမိတ်လေးလိုက်ရှယ်ရီများများလုပ်ပြီးလက်မလေးနဲ့အသေးလေးပြီးနော်လူလေးနည်းနည်းကိုနည်းကျွန်တော်လူလေးနည်းနည်းနဲ့နော်လူလေးနည်းနည်းလို့အကူညီတောင်းတာပါအပန်းမကြည့်ဘူးဆိုရင်လိုက်ရှယ်လေးနဲ့မြန်မြန်ကူပြီးတယောက်မြင်အများမြင်အောင်လို့နော် ကဲဒီအကွက်30ကိုလေလိုချင်တဲ့မိစေမရှိရင် screen shot လေးရိုက်ပြီးတော့ယူရနော် screen shot လေးရိုက်ပြီးတော့ယူရပါအဲ 2D တသက်စာမှာမိစေလို like စစ်ကြည့်ပါ2049ကိုလွတ်သွားတယ်ဆိုတဲ့အပတ်မရှိပါဘူးเนาะ2049ကိုအပူရမိစွေတို့ကျွန်တော် live စပြလို့ရှင်အချိန်ကြီးကြာမှာစုလို့เนาะ live လိုက်ကြည့်တယ်နှစ်ခွန်လေးကိုလွတ်တဲ့ပွဲတော့တပွဲမှမရှိနော်နှစ်ခွန်လေးကဒုတိယတသက်စာကြီးပါခင်ဗျနော်အားကြောင့်လို့မိတ်ဆွေတို့ကျွန်တော်ပြောတာမယုံဘူးဆိုရင်ဒီကုလကလင်နာရှိရဆိုရင်ကလင်နာနဲ့တိုက်ကြည့်စစ်ကြည့်နော်တပတ်ကိုဘယ်နှကွက်တယ်လဲဆိုကျွန်တော်တော့အနေဆုံး၃ပွဲတော့အာမခံပါလေနော်ဒီအကွက်30တွေကနေပြီးတော့ကစားမယ်ဆိုလို့ရှိရင်အဲ့တော့ လူကျင်တဲ့မိတ်ဆွေများရှိခဲ့လို့ရှိရင်လည်းစကရင်ရှော့လေးရိုက်ပြီးတော့ယူပါပါယူထားပါလူအရခာတုံးလို့ရတယ်နော်ဟုတ်ပြီလားကဲလိုက်ရှယ်လေးတော့ကျွန်တော်တကွက်ကောင်းပြပြီးမယ်နော်လိုက်ရှယ်ကြီးများများလို့တကွက်ကောင်းလေးဂျိုးအောင်လို့မိတ်ဆွေတို့မနေ့ကမနေ့စည်းမှာဥဥဖြားဖြားလေးတကွက်ကောင်းနေနဲ့ကျွန်တော်ချပြပြီးမှဖြစ်တယ် ကဲလူကနဲနဲတယ်ဗျာနော်နားမလည်လားရှိရဝင်ပြည့်နဲ့ကျွန်တော်ကွန်မန့်မှာရေးသွားလို့ရပါတယ်ကျွန်တော်မကွန်မန့်မှာလဲမင်းစီတို့ကဲအခုပြမယ်ကျွန်တော်အခုပြမယ်တကွယ်ကောင်းဆိုက်ကိုမင်းစီတို့ကြည့်မလားကြည့်မယ်ဆိုရှင်နဲ့ကွန်မန့်မှာကြည့်မယ်လို့ရေးသွားခဲ့နော် ကြည်မာလာတကွက်ကောင်းကျွန်တော်တကွက်ကောင်းပြပေးမှာကြည်ရဲ့ပြက်ကဒီကနားနေပြစထွက်တယ်ဒီငါးပွဲမှာဒီငါးရက်ငါးရက်ဇေယျမှာဆယ်ပွဲမှာငါးတလုံးမထွက်ခဲ့ငါးတလုံးပြောက်နော်အဲ့ငါးတလုံးမနှက်ဖန်ထွက်မလားမန္တပံထွက်မယ်ဆိုရင်ဘေရထွက်မလဲထေကြီးကထွက်မလဲနောက်ပိကထွက်မလား အဲ့ငားတစ်လုံးနဲ့ကျွန်တော်မိစုလူကနန်းတစ်ကွက်တည်းတစ်ကွက်တည်းပြပေးမှာနော်ကဲအဲ့ဒါကြီးမိစုလူနည်းနည်းလေးလိုက်ရှယ်ရင်းများများလေးလုပ်ပေးကူညီပေးကဲကောမတ်ကလေးလည်းရေးကြပါဦးနော်အခုကြည့်နေကြတဲ့မိစုတူတူတယောက်ချင်းစီကိုဒုပဲကျေးဇူးတင်ရှိပါရယ် ဲအဲ့ဒါဆိုရင်ကျွန်တော်စပြပေးပြတာအခုရှိတဲ့လူတွေပဲပြပြနော်မိတ်ဆွေတို့က share ပေးလိုက်ပါတို့ရနောက်ဆိုရင်နောက်ကအခုရှိတဲ့လူတွေပဲကျွန်တော်ပြလိုက်မယ်နော်ရှိတဲ့လူတွေပဲပြလိုက်မယ်ဆိုတော့မိတ်ဆွေတို့နေတဲ့တေချာလေးကျွန်တော်ဘောပင်နဲ့တော့ချစ်မပြတော့ဘူးဒီတော့ထောက်ပြပြီမယ်နော်မေဆွေတေချာလေးလက်ကြည့်သွား ဒီမှာ၃ည၄၃ည၄ရ၃ညနောက်ပိတ်တယ်နှစ်နှစ်၃ည၃ညနောက်ပိတ်တယ်ဒီနောက်ပိတ်နှလုံး၄နောက်ပိတ်နဲ့၃ညနောက်ပိတ်နဲ့ပေါင်းလို့ရှင်ပါရမလဲ၄ပဲဖြစ်တယ်၄နဲ့၃ညနဲ့ပေါင်း၄နောက်တစ်ပွဲမှာလဲဒီမှာ၃နောက်ပိတ်တယ်၃နောက်ပိတ်ပြီးတော့ဒီမှာ၁နောက်ပိတ်၃နဲ့၁နဲ့ကလည်းဘာဖြစ်မလဲ၄လို့ပဲဖြစ်တယ်နောက်ကဒီ60နှစ်မှာ 6နောက်2နောက်ပိတ်90နှစ်မှာ2နောက်ပိတ်ဒီနောက်ပိတ်နှလုံးပေါင်းကြီးရလဲဘာရမလဲ၄လို့ပဲရရနော်၄လို့ပဲရတဲ့အတွက်အဲ့ဒီ၄လို့ရတဲ့အတွက်ဒီနှလုံး၄တုံညာဒီနှလုံး၄ဟုတဲ့6က6က4ရဒီသလုံးပေါင်းချင်း4ဖြစ်ပြီးတော့4 4လို့ရိုက်ပါတယ်တဲ့နောက်တစ်ခါ1 3ဒီသလုံးပေါင်းချင်း4ဟုတ်တယ်တဲ့ တင့်နဲ့၃ညနဲ့တင့်နဲ့၃နဲ့ဒီ၃လုံးကိုလည်း၄လို့ရိုက်ပါတယ်တဲ့နောက်ကနှစ်နဲ့နှစ်နဲ့ဒီ၃လုံး၄ကိုလည်းတဲ့1ကဲ1ကဲ2ကဲဆိုပြီးတော့1ကဲ1ကဲ2ကဲဆိုပြီးတော့၄လို့ပဲရိုက်ပါတယ်တဲ့၄လို့ပဲရိုက်တယ်တဲ့အဲကြောင့်မလို့၄၃ချက်ရိုက်ခဲ့ရနော်အဲ့လိုရိုက်ပြီးတာနဲ့သူကနောက်ပိနှလုံးပေါင်းခြင်း၄ 6ရက်3ညနဲ့3ရက်ဒီသုံးလုံးပေါင်းကြီးက9ရက်4ရက်ပါပါ9ไลน์นี่ก็จ่าๆไว้เนาะเตชาเลยจี้อยู่3เนี่ยตัวละလုံးပေါင်းကြီး6แล้ว3ည9เนี่ยသုံးလုံးပေါင်းကြီးက9လို့ย้ายတယ်ตัว2เนี่ย2เนี่ย4လို့တယ်ตัว9ไม่ย้ายတော့4ပဲเปลี่ยนย้ายတယ်4 1 6 9ตัวละ4ပဲเปลี่ยนย้ายတယ်เนาะ4ပဲเปลี่ยนย้ายတယ်ไอ้တော့ကျွန်တော်อ่ะဒီမနေ့ซิပါไอ้กระนั้นลีลีเนี่ยကျွန်တော်อ่ะจี้จ๋าเมเนาะไอ้တော့ ဒီ၄နဲ့၃ညနဲ့နှလုံးလေးကိုတဲ့မနဲ့စည်းမှာတဲ့ဒီနှစ်နဲ့ဒီနှစ်နဲ့ဒီနှစ်နဲ့တပင်ကျော်ကနှစ်နောက်ပြီနဲ့တပင်ကျော်ကနှစ်ထိပ်စီနဲ့ဒီပင်ကျော်ကနှစ်နောက်ပြီနဲ့ပေါင်းကြရလဲ၄ပါပဲတဲ့ဟုတ်ပြီအဲ့ဆိုရင်ဒီ၃နဲ့၁နဲ့၃နဲ့၁နဲ့နှလုံးလေးကိုလဲတဲ့တပင်ကျော်သူကဒီက၆ထိပ်စီနဲ့တပင်ကျော်က၈နောက်ပြီနဲ့ဒီ၈နောက်ပြီနဲ့တပင်ကျော်က၆ထိပ်စီနဲ့ဒီနှလုံးပေါင်းကြရလဲ၄ပါပဲတဲ့ ဟုတ်ပြီအဲ့ဆိုကျွန်တော်ဒီနှစ်နဲ့နှစ်နဲ့နှလုံးလေးဟူတဲ့နှစ်နဲ့နှစ်နဲ့နှလုံးလေးဟူတဲ့ဒီမှာ60နှစ်က6ထိပ်ရှိတယ်တပင်ကျော်ကမနှက်ဖန်ထွက်မဲ့မနှက်ဖန်ထွက်မဲ့12နှစ်တမိနစ်မှာထွက်မဲ့နောက်ပိတ်နဲ့ဒီ6နဲ့ပေါင်းခြင်းက4လို့ပဲဖြစ်ပြရပါမယ်တဲ့လေးလိုပဲဖြစ်ပြရမယ်ဆိုတော့ဒီမှာ6ရှိရဲဆိုတော့ကျွန်တော်ဗာနောက်ပိတ်ထည့်ပြရမလဲတိတဲ့မင်းစင်များမှန်သွားနော်ဒီမှာ6ထိပ်ရှိတယ် ျွန်တော်ဒီမှာနောက်ပြီတလို့ဒီနောက်ပြီနဲ့ပေါင်းကြရ၄လို့ပြင်ဒီနှစ်နဲ့ဒီနှစ်နဲ့ပေါင်းကြရ၄၆နဲ့၈နဲ့ပေါင်းကြရ၄ဒီမှာ၉ရှိရတဲ့၄ဖြစ်အောင်ကျွန်တော်ကဘာနောက်ပြီထည့်ပြရမလဲနောက်ပြီလေးတလုံးထည့်ပြမနော်တိရမိတ်ဆွေများမှန်သွားဟုတ်ပြီ၄၃ညဒီနှလုံး၄ဦးတဲ့ ဒီနှလုံးလေးဟူတဲ့ဒီနှလုံးလေးဖြစ်ဘူးတဲ့ဒီမှာနှစ်ရှိတဲ့အတွက်နှစ်နောက်ဝိထဲပြရမယ်တဲ့သုံးတက်ဒီနှလုံးလေးဟူလေတဲ့ဒီနှလုံးလေးဖြစ်ဘူးတဲ့ဒီမှာ6ထိပ်ရှိရဲ့8အပိတ်ထဲပြရမှာရတယ်တဲ့ဟုတ်ပြီအဲ့ဒါဒီနှစ်ကနှစ်ကဒီနှလုံးလေးဟူလေတဲ့ဒီနှလုံးလေးဖြစ်ဘူးတဲ့ဒီမှာ9ရှိတဲ့အတွက်ကျွန်တော်ကဘာကနန်းနောက်ပိတ်ထဲမလဲဆိုတော့ကျွန်တော်က ငါးနောက်ပြီးဂလီကိုထည့်ပြီးမှဖြစ်တယ်အဲဆိုရင်ကျွန်ုပ်မနေ့စည်းမှာကျွန်တော်ကငါးနောက်ပြီးဂလီတလုံးရပြီပုတ်ပြီးအဲဆိုငါးနောက်ပြီးတလုံးရဆိုထိတ်စည်းကဘာထိတ်စည်းနဲ့ထိုးမလဲဘာထိတ်စည်းနဲ့ဒီနှလုံးလေးနဲ့သုံးညာဒီနှလုံးလေးဖြစ်တယ်လို့တဲ့ဒီနှလုံးလေးဖြစ်အောင်နှစ်နောက်ပြီးအဲနှစ်နောက်ပြီးရတဲ့ချိန်မှာလေဒီက 6ကေ3ညရဲ့3ရဲ့ဒီသုံးလုံးပေါင်းကြီးက9ပါတဲ့ဒီသုံး6 3ည3ဒီသုံးလုံးပေါင်းကြီး9ဖြစ်တဲ့တဲ့အဲ့9ကထိပ်စည်းပါတဲ့နားလဲမလို့ဒီနေနော်နားလဲလားနားမလဲလားရှင်ပြန်ပြီးပါနော်ရပါတယ်ဒီနှလုံး၄ဖြစ်တဲ့တွေ့ဒီနှလုံး၄ဖြစ်ဖို့နှစ်နောက်ပြီအဲ့လိုနှစ်နောက်ပြီကြားတဲ့တွေ့ပါတဲ့ဒီ6ကေ3ညရဲ့3ရဲ့ဒီသုံးလုံး9ဖြစ်တဲ့တွေ့တဲ့9ထိပ်ပါတဲ့ ဟုတ်ပြီအဲဆိုနှစ်နောက်ပြီနဲ့9ထိပ်90နှစ်ဆိုတဲ့ကဏ္ဍဟုတ်ပြီအဲဆိုရင်နောက်တစ်ပြင်300ရတက်ကဒီနှလုံးက4ပါတဲ့အဲဒီနှလုံး4ပြည့်လို့တော့ဒီထိပ်စီးတဲ့တပင်ကျော်ကနောက်ပြီ4ဖြစ်ဖို့အတွက်ဒီမှာဒီမှာ6ရှိတော့ဒီမှာ8နောက်ပြီကြာပြရပါလေတဲ့